ဘတော်တစားဖြစ်ပြီးတော့လက်ကျိုးတော်တဲ့မင်းသားကင်တိုဟွန်မင်းသားကင်တိုဟွန်ကတရား excellent တွဲမှာစပိန်ဘတော်တစားမှုကြောင့်လက်မောင်းကျိုးသွားခဲ့ပါတယ်မင်းသားရဲ့ agency က drama ဇာတ်ကားရှိုက်ကူးနေတဲ့အချိန်မှာစပိန်စီးရင်နဲ့ဘဲဘက်လက်မောင်းဟာကျိုးပြီးတော့တရားရရှိခဲ့ရလို့ဖော်ပြထားပြီးတော့ဒီဖြစ်ပျက်က drama နဲ့ action ဇာတ်ဝင်ကန်းတစ်ခုအတွက်လေ့ကျင့်မှုတစ်ခုအတွင်းမှာဖြစ်ပွားခဲ့ရလို့သိရပါတယ် agency ရဲ့အဆိုအရမင်းသားဟာတရားကိုကုသဖို့အတွက်ဇေယုံကိုချက်ချင်းပို့ဆောင်ခဲ့ပြီးတော့လက်ရှိမှာတော့ဇေယုံ ို့တင်ထားတဲ့အပြင်ပြန်လည်ကောင်းမွန်လာဖို့အာရုံစိုက်ထားပါတယ်။ပြည်သက်တရားလည်းသူ့ရဲ့တရားအတွက်ဇိုးရင်ပူပန်မှုတွေနဲ့အမြန်ပြန်ပြီးတော့နေကောင်းလာဖို့ဆုတောင်းပေးခဲ့ကြပါတယ်။ဒီဖြစ်ရက်ကဒရမာဇက်ကားမှာသူ့အခန်းကဏ္ဍကိုဘယ်လိုတည်ရောက်မှုရှိမလဲ။ဒါမှမဟုတ်သူ့ရဲ့ပြန်လည်ထူထောင်ရေးကာလနဲ့အယောင်ညွှတ်ဖြစ်အောင်ပြုပြင်ပြောင်းလဲမှုတွေကတော့မကြေညာသေးပါဘူး။ကင်တိုဟွန်က1998ခုနှစ်မှာမွေးဖွားခဲ့ပြီးတော့ကျန်းစတဲ့ရုပ်ရှင်ဌာနမှာပညာစီပုခဲ့သူဖြစ်ပါတယ်။သူကနာမည်ကြီး drama moving မှာပါဝင်သရုပ်ဆောင်ခဲ့ပြီးတော့ Flying High Butterfly နဲ့ Let's Call Room မှာလည်းပါဝင်ခဲ့တာဖြစ်ပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။